ငါဘွားတစ်ချောင်းလုံးမှာတခါမှမမားခဲ့ဘူးလို့ခင်ဗျားထင်နေရင်တခုခုတော့မားနေပြီသူတွေဆိုတာအမားနဲ့မကြေဘူးတချို့ကျတော့မားတယ်တချို့ကျတော့လည်းကိစ္စကြီးကျော်လည်းမှန်နေပေါ့နော်ဒါပေမဲ့လို့ကိုရီမားတဲ့ခါမှာနောင်နာစိတ်ကတော့အနှင်းငယ်တော့ဖြစ်ကြတာကြီးပဲပေါ့နော်ဒါတမန်လူဆိုရင်ဖြစ်တယ်ဒါပေမဲ့လို့ဒါပေမဲ့လို့ကျွန်တော်အခုပြောပြမယ်လူနှစ်မျိုးကတော့သူတို့မှာနောင်နာစိတ် ဖြစ်ဖို့နေနေသားသားသူတို့မှားတယ်လို့တခါမှမတွေးတဲ့လူတွေရှိတယ်။ကိစ္စတစ်ခုကိုကိုကမှားတယ်အာနာစိတ်ဝင်တယ်နောက်နားရတယ်ဆိုတာဘာကြောင့်ဖြစ်ရလဲဆိုတော့ဒီကိုချင်းစာစိတ်ပေါ့နော်။အာငါလို့ဟိုငါခိုင်းမိတယ်လို့သူခိုင်းမိမှကြောက်တယ်အဲ့လိုကိုချင်းစာစိတ်ထားတယ်ပေါ့နော်။လူတွေပေါ့မြစ်တာထားရပဲထားပါတာပေါ့နော်။အဲ့ဒီစိတ်တွေကြောင့်မလို့ဒီမှားတဲ့ခါမှနောက်နားရကြ။ဒါပေမဲ့လို့ဒီလူနှမျိုးကတော့အဲ့လိုမဖြစ်တတ်ဘူး။ပထမနည်းနည်းလေးပို့ပြီးတော့ကြောက်စရာကောင်းမေးအရေးကြီးတဲ့ကိစ္စအဲ့လူတမျိုးကပါလဲဆိုတော့ psychopath တွေ တော့ psychopath တွေကြောင့်အဲဟိုတခန်းတနာကျွန်တော်ပြောဦးရယ်ပေါ့နော် psychopath တွေမှာအဓိကအရေးကြီးတဲ့အချက်ကသူကကိုကျင်းစာစီမရှိဘူးလူတွေကိုသူကလူတွေလို့မမြင်ဘူးသူ့အတွက်ဖျော်ဖြေတသက်ပဲတဘောကတော့ဒီဒီနေရုံလေးလိုပဲပေါ့နော်အဲ့တော့ psychopath တွေကတခုရှိတာဒီသူတို့ရဲ့ကိုကျင်းစာစီမရှိတဲ့အကြောင်းအရာကိုသူကဖုံးထားကြတယ်အဲ့တော့တဘောက လူတွေကြားထဲမှာရောနှောဝင်နေထိုင်ရတဲ့အတွက်သူတို့ psychopath ဖြစ်နေကြအောင်မသိဘူးခမည်းဘေးမှာလာထိုင်နေတဲ့လူလည်း psychopath ဖြစ်နေနိုင်တာပဲဒါပေမဲ့တည်တည်ချာချာအတွင်းချာချာဒီမှာသူတို့ရဲ့အဲဘယ်လိုလဲ partner တို့ဘာလို့ဖြစ်သွားတဲ့ခါမှာဝင်းဝင်းပေါ်တာပေါ့နော်သဘောပေါက်သွားတာဒီကောင်ကကိုချင်းလည်းမစားဘူးသူမှားမှန်းလည်းဘယ်တော့မှထုတ်မပြောဘူးအဲတော့ကြာလာတော့သူ့ရဲ့ partner သူတို့နဲ့အနီးဆက်ဆုံးနေရတဲ့လူတွေကပို့ပြီးတော့စိတ်ဆင်းရဲဒုက္ခရောက်တာပေါ့နော်အဲကြောင့် psychopath တွေကလူလူတွေကို serial killer လို့မျိုးလူတွေအများကြီးလိုက်တတ်တဲ့ခါမှာ တွေးကြအောင်ဗောနော်ဒီကောင်ကိုချင်းမဆောက်လားဆိုတော့မဆောက်ဆိုက်ကိုဘက်ဒီမှာအဲ့အစိတ်ပိုင်းမရှိဘူးအဲ့လူမျိုးစားပါလဲဆိုတော့ narcissist တွေ narcissist ကြောင့်လဲကျွန်တော်ပြောဘူးတယ်သူကသူက personality disorder ဗောဆိုက်ကိုဘက်လောက်တော့မဆိုးဒါမှမဟုတ်သူ့မှာလဲကိုချင်းစားတယ်မရှိဘူးအဲ့သူကကိုချင်းစားတယ်မရှိရပြင်သူကဘာဖြစ်နေလဲတော့ narcissist ကသူကသူ့ကိုသူပဲချစ်တာဆိုက်ကိုဘက်နဲ့မတူတဲ့ချက်ကသူ့ကိုသူပဲချစ်ပြီးတော့သူကတကယ်ချင်းနေအများကြီးထားတယ်အတိမိတ်ဆွေအများကြီးထားတယ်ဒါမှမဟုတ်အဲ့လူတွေအကုန်လုံးသူက ဘယ်လိုပြောမလဲ तू အမြင့်ရောက်ဖို့ तू အတုံးချဖို့အတွက် तू အတုံးချခံလို့ပဲတတ်မှတ်ထားတပွားလေကားတွေလိုမျိုးပေါ့နော်သူတို့ခေါင်းတွေတက်နေပြီးတော့ तू အမြင့်ဆုံးနေရာသွားမယ် तू ကသူ့ရဲ့ဟို mindset ကဒါမျိုးပဲရှိတာပေါ့နော်အဲ့တော့သူတို့မှလည်းကိုကျင်တာလည်းမရှိဘူးကိုကျင်တာလည်းမရှိတော့သူကသူတို့ကသူတို့မားရလို့တယ်တခါမှမဝင်ခံဘူးမားရင်တောင်မှကျွန်တော်ခုပြောရဲ సై ကိုဘက်ကနာဆက်စစ်ကောကိစ္စတစ်ခုလုံးလုံးမားရင်တောင်မှ तू မားရလို့ပဲတော့မပြောဘူးတခြားသူကြောင့်မားတာသူကလာလာချင်း blame မဲ့စပါတော့ blaming မဲ့ ်လိမ့်မင်းအားသားဆိုပဲပြီးရင်တခြားသူအတုံးမကြတာငါနဲ့ဘာမှမဆိုင်ဘူးသူကလို့ပဲသူတို့သူရဲ့ဒီ mindset ကိုကအဲ့တိုင်းတွားနေတာဖြစ်တဲ့အတွက်ဒီလိုလူတွေနဲ့တွေ့ရကြုံရတဲ့အခါကျရင်ဒီကောင်ကထူးဆန်းတယ်လို့မတက်မှတ်ဖ ೇನೆ နှစ်ခုရတဲ့တစ်ခုဖြစ်နေပြီလို့တော့တတ်မှတ်ပါ psychopath လားမဟုတ်ရင်တော့ narcissist လားပေါ့နော်